အကန်ကြီးဆက်တဲ့အငယ်တက်မှကို မြေကြီးသားပေါင်းတို့သည်ဘာသာတမျိုးတီစကားတမျိုးတီရှိကြသည်ဖြစ်၍အရှိမျက်နာမှခရီးသွားသည်ဖြင့်ရှိနာပြည်၌မြေကြီးအရက်ကိုတွေ့၍နေရာချကြ၏သူတို့ကလည်းလာကြအုပ်လို၍ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟုတယောက်ကိုတယောက်ပြောကြ၏ထိုတို့ကြောက်ရရ၌အုပ်ကို၎င်း တယုတ်အရာ၌ရေညှိတမျိုးကို၎င်းရပြည်လင်လာကြမြေကြီးတပြင်လုံး၌အရရကွဲပြားမြေကိုစိုးရိမ်၍မြို့ကို၎င်းမိုးကောင်းကင်သို့မိရသောရဲတိုက်ကို၎င်းတီလုတ်သည်ဖြင့်ကြော်စိုးကိတိရှိစေခြင်းကပြုကြကုန်အံ့ဟုပြောဆိုကြ၏ထို့သို့လူသားတို့တီလုတ်သောမြို့နှင့်ရဲတိုက်ကိုကြီးရှုခြင်းကသာဝရဖျားသည်ဆင်းသက်တော်မူ၏သာဝရဖျားကကြီးရှုလို့ လူတမျိုးသည်စကားတမျိုးသည်ရှိသည်ဖြစ်၍သူတို့သည်ဤအမှုကိုအဥပြုကြ၏ယခုကျန်စီသမျှတို့ကို အစီတားမရှိ သူတို့ပြုကြလိမ့်မည်လာကြဆင်းသက်ကြကုန်ဟံသူတို့သည်အချင်းချင်းနားမလဲစေခြင်းဟံသူတို့စကားကိုရှုတ်ထွေးကြကုန်ဟံဟုမိန့်တော်မူ၏ထို့သောသာရဖျားသည် သူတို့ကိုမြေကြီးတစ်ပြေလုံး၌အရရက်ကွဲပြားစေတော်မူသည်ဖြင့် သူတို့ဒီမြို့ကိုမတီးပဲနေကြ၏တို့ဖြစ်ပြီးထိုမြို့၌သာဝရဖျားသည်မြေကြီးသားအပေါင်းတို့၏စကားကို ရှုတ်ထွေး၍သူတို့ကိုမြေကြီးတပြင်းလုံး၌အရရက်ကွဲပြားစေတော်မူသောကြောင့်ထိုမြို့သည်ဘာဘူးလုံမြို့ဟူ၍တွင်တည်းအငယ်တစ်ဆယ်မှ26ရှေမ၏တားစင်ပြည့်စက်ဟုမူကားရှေမသည်အသက်တရာရှိ၍ရေလွှမ်းမိုးသောနောက် နနှစ်ကြာသောသားအဖဇက်ကိုမြင်လေ၏အဖဇက်ဖွားမြင်သောနောက်ရှေမသည်အနှစ်900အသက်ရှင်၍သားပြီးများကိုမြင်လေ၏အဖဇက်သည်အသက်35နှစ်ရှိသောသားရှာလကိုမြင်လေ၏ရှာလဖွားမြင်သောနောက် အဖဇက်သည် အနှစ်403နှစ်အသက်ရှင်၍သားပြီးများကိုမြင်လေ၏ရှာလသည်အသက်30ရှိသော တာဟေဘာကိုမြင်လေ၏ဟေဘာဖွားမြင်သောနောက်ရှာလသည်အနှစ်403နှစ်အသက်ရှင်၍တာသမီးများကိုမြင်လေ၏ဟေဘာသည်အသက်34နှစ်ရှိသောတာဖာလက်ကိုမြင်လေ၏ဖာလက်ဖွားမြင်သောနောက်ဟေဘာသည်အနှစ်430အသက်ရှင်၍တာသမီးများကိုမြင်လေ၏ဖာလက်သည်အသက်30ရှိသောတာယာကောကိုမြင်လေ၏ယာကောဖွားမြင်သောနောက် ဖာလက်တီအနှစ်209နှစ်အသက်ရှင်၍ဒါဒီများကိုဖွားမြင်လေ၏ယာကောသည်အသက်32နှစ်ရှိသောတားစီယောက်ကိုမြင်လေ၏စေယောက်ဖွားမြင်သောနောက်ယာကောသည်အနှစ်209နှစ်အသက်ရှင်၍ဒါဒီများကိုမြင်လေ၏စေယောက်သည်အသက်30ရှိသောတားနာခောကိုမြင်လေ၏နာခောဖွားမြင်သောနောက်စေယောက်သည် အနှစ်200အသက်ရှင်၍ သားသမီးများကိုမြင်လေ၏နာခေါ်သည် အသက်29နှစ်ရှိသော သားတရားကိုမြင်လေ၏တရားဖွမ်းမြင်သောနောက် နာခေါ်သည် အနှစ်119နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏တေရသည်အသက်80ရှိသော သားအာဗျံနာခေါ်ခါရန်တို့ကိုမြင်လေ၏အငယ်29မှ32တေရဤသားစဉ်မြေဆက်ဟုမူကား တေရဒီအာပြန်နာခောခါရန်တို့ကိုမြင်လေ၏ခါရန်ဒီလဲလောတာကိုမြင်လေ၏ခါရန်ဒီအဖတေရမသိမီမိမိဖွားရရခလဒဲပြည်သားတို့နေသော ဥရမျိုး၌တေလေ၏အာပြန်နှင့်နာခောသည်မယားကိုယူ၍အာပြန်ဤမယားကစာရဲအမိရှိ၏နာခောဤမယားကခါရန်ဤသမီးမိလက္ခာအမိရှိ၏ခါရန်ဒီ မိလခာနှင့်ဤတခတ်ဤအဖဖြစ်သည် စာရဲမူကားမြုံသောမိမဖြစ်၍တားသမီးမရှိတေရသည်တားအာပြန်ကို၎င်းခါရန်ဤတားဖြစ်သော မြေလောတကို၎င်းတားအာပြန်ဤမယားဖြစ်သောမိမိချွေးမှ စာရဲကို၎င်းခေါ်၍သူတို့သည်ခါနန်ပြည်သို့သွားခြင်းငှာခါလဒဲပြည်သားတို့နေသောဥရမြို့မှထွက်သဖြင့်ခါရန်မြို့သို့ရောက်၍နေကြ၏ တေရသည်အသက်နှစ်ပေါင်း205နှစ်ရှိသောခါရံမြို့၌တည်လေ၏အခန်းကြီး7နှင့်အငယ်1မှ9သာရပြားဒီလေအာပြန်ကိုခေါ်တော်မူ၍တင်ဤပြည်နှင့်တကွာ အမျိုးသားချင်းပေါ့ဖော်များတဲ့ကထွက်ပြေးလျှင် ငါပြက်လက်တန့်သောပြည်တို့တော်လောငါဒီတင့်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍တင်းနာမကိုကြီးမြတ်စေမည်တင်းဒီကောင်းကြီးခံရသောသူဖြစ်လိမ့်မည်တင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမည်တင်းအားဖြင့်လေလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏ထို့သောသာရဖျားမိန့်တော်မူသည့်အတိုင်းအာပြန်ထွက်သွား၍ လောတလေလိုက်လေ၏အာဗျံဒီခန္ဓာမြို့မှထွက်သွားသောအခါအသက်85နှစ်ရှိ၏အာဗျံဒီမယားစာရဲအကူသားလောတနှင့်ဥ္စာယတ္တမြတ်ကို၎င်းခန္ဓာမြို့၌ရသော လူတို့ကို၎င်းယူပြီးလင်ခန္ဓာပြည်တို့ ရောက်ချင်းငါထွက်သွား၍ထိုပြည်တို့ရောက်ကြ၏အငယ်၆မှ၉အာဗျံဒီထိုပြည်ကိုလျှောက်သွား၍ ရှိခင်အယမောရီတပိတ်ပင်တို့ရောက်လေ၏ထိုအခါခန္ဓာမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏ဒါရတ်ဖျားသည်အာပြန်အားထင်ရှား၍ဤပြည်ကိုတင်းအမျိုးနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏ထိုတို့ထင်ရှားတော်မူသောဒါရတ်ဖျားဖို့ထိုအရ၌ရစ်ပလင်ကိုတီလေ၏ထိုအရမှတွားပြန်၍ဘေတလမြို့အရှိ၌ရှိသော တောင်တို့ပြောင်းသည်ဖြင့်ဘေတလန်မြို့အရှိအာဤမြို့အနောက်ဆက်ကြားမှတဲကိုဆောက်၍သာဝရဖျားဖို့ရစ်ပလင်ကိုတီးပြီးလင်သာဝရဖျား၏နာမတော်ကိုပထနာပြု၏အာပြန်သည်ခྱི་တော်လျက်ပြောင်းလျက်တောင်မျက်နာသို့ရောက်လေ၏အငယ်တစမဆက်ချက်ထိုနောက်ခါနန်ပြည်၌အစာခေါင်းမခြင်းဖြစ်၏အလွန်အစာခေါင်းမသောကြောင့် အာပြန်ဒီအဂရုပြည်၌တဲခိုခြင်းငှာတော်လေ၏အဂရုပြည်နှင့်ဤသောအခါမိမိမယားစာရဲကိုတင်ဒီအစင်းလှသော မိမဖြစ်ဒီကိုငါသိ၏အဂုထုလူတို့သည်တင့်ကိုမြင်သောအခါဤမိမသည် သူဤမယားဖြစ်၏ဟု ဆိုလျက်ငါကိုတိုက်၍တင့်ကိုအသက်ချမ်းသာပေးလိမ့်မည်တို့ဖြစ်၍တင်ဒီငါနှမဖြစ်ကြောင်းကိုပြောပါလော တို့ပြောလင်တင့်အတွက်ငါကောင်းစားလိမ့်မည်တင်းကြီးစုအဖျင်ငါအသက်ချမ်းသာရလိမ့်မည်ဟုဆို၏အာပြန်သည်အေဂုတုပြည်သို့ရောက်သောအခါသူ၏မယားသည်အလုံးအစင်းလှသည်ကိုအေဂုတုလူတို့သည်မြင်ကြ၏ဖာရောဘင်၏မူးတော်မတ်တော်တို့လည်းမြင်၍ရှေ့တော်၌ချီးမွမ်းပြီးလျှင်နန်းတော်သို့တွင်ရကြ၏ဖာရောဘင်သည်ထိုမိမ့်မအတွက်အာပြန်၌ကြီးစုပြုသည်ဖြင့်သူသည် သုံးနွားမြဲတီမြဲမကျွံယောက်ျားကျွံမိမကလေးများနှင့်ကြွယ်ဝ၏အငယ်၁၉မှ20သာရဖျားဒီအာပြန်ဤမယားစာရက်တွက်ကြောင်းဖာရောပြင်မှဆ၍နန်းတော်သားတို့ကို ကြီးသောဘေးရန်ဖြင့်ဆုံးမတော်မူ၏ဖာရောပြင်သည်လည်းအာပြန်ကိုခေါ်၍တင်ဒီငါ၌ပြုသောအမှုကားအဘယ်သို့နည်း ူဒီတင်းမယားဖြစ်ကြောင်းကိုငတ်အာအပေကြောင့်မပြောသည်နီငါဒီသူ့ကိုတိမ့်ပိုက်စေခြင်းဟာသူဒီငါနမဖြစ်သည်ဟုအပေကြောင့်ဆိုသည်နီတင်းမယားကိုယခုယူ၍သွားလော့ဟုအမိန့်ရှိ၏ထို့သောအာပြန်အမှုကိုစီရင်၍မိမိလူတို့အားမှားထားသဖြင့်သူတို့သည်အာပြန်၌ရှိသမျှသောအဥ္စာနှင့်တကွသမီးမောင်နှံတို့ကိုလွတ်လိုက်ကြ၏ အခန်းကြီး73အငယ်1မှ73အာဗျံတမိမောင်နှံတို့သည်လေလောတနှင့်တကွမိမိတို့၌ရှိသမျှသောဥစ္စာကိုယူ၍အဲဂုထုပြည်မှထွက်သွားသည်ဖြင့်ခါနန်ပြည်တောင်ပိုင်းသို့ရောက်ကြ၏ထိုအခါအာဗျံသည်သူနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏တဖန်တောင်ပိုင်းမှ ခရီးသွား၍ဘေတလန်နေအတွင်ဘေတလန်မြို့အာဤမြို့စัจ जा ၌ အထက်ကတဲကိုဆောက်၍ရစ်ပလင်ကိုတီခဲ့ဘူးသောအရက်သို့ရောက်ပြန်လျင် ထိုအရက်တွင်သာဝရဖျား၏နာမတော်ကိုပထနာပြု၏အာပြန်နှင့်အတူလိုက်လာသော လောတသည်လည်းသိုးနွားများနှင့်တဲအများရှိသဖြင့်ထိုလူနှစ်ဦးတို့သည်အတူနေခြင်းကထိုမြေမဆက်နိုင်အဥ္စာများလွတ်၍သူတို့သည်တည့်ရသည်မနေနိုင်ကြ အာပြန်၏နွားကြောင့်သာ လောတ၏နွားចောင်းသားတို့သည်လည်းခိုက်ရန်ပြုကြ၏ထိုအခါခနန်အမျိုးသားဖေရစီအမျိုးသားတို့သည် ထိုပြည်၌နေကြသည် အာပြန်ကလည်းငါတို့သည်ညီကိုချင်းဖြစ်လျက်ငါနှင့်တင်၌၎င်းငါနွားចောင်းသားတို့နှင့်တင့်နွားចောင်းသားတို့၌၎င်းခိုက်ရန်မရှိပါစေနှင့်မြေပြင်လုံးသည်တင့်ရှိမှရှိသည်မဟုတ်လောငါနှင့်ခွာ၍နေပါလော့ တင်ဒီလက်ဝဲဘက်သို့သွားလင်ငါဒီလက်ရဘက်သို့သွားမည်တင်ဒီလက်ရဘက်သို့သွားလင်ငါဒီလက်ဝဲဘက်သို့သွားမည်ဟု ဆို၏ထိုကာလခါတောလူမျိုးနှင့်ဂေါမရမျိုးကိုသာရဖျားဖြစ်စည်းတော်မမူမီဇောရမျိုးတို့သွားသောလမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရရ၌ရေများ၍သာရဖျား၏ဥယင်တော်ကဲ့သို့၎င်းအေဂုဒုပြည်ကဲ့သို့၎င်းဖြစ်ဒီကို လောတာမျိုးကြည့်၍မြင်လျှင် ယော်ဒန်ကျင့်တလျှောက်လုံးကိုရွေးချယ်၍အရှိသူပြောင်းသွားသည်ဖြင့်အချင်းချင်းတူးနှစ်တူးကွဲပြားကြ၏အာပြန်ဒီခါနန်ပြည်၌နေလေ၏လောတမူကားမြစ်ပဝန်းကျင်မြို့တို့တွင် နေ၍တောတို့မြို့နားမှတဲကိုဆောက်လေ၏တောတို့မြို့သားတို့သည်သိုးသောသူသာဝရဖျားရှိ၌အလွန်အပြစ်များသောသူဖြစ်ကြသည်အငယ်၁၄မှ၂၀ 18လောတသည်အာပြန်နှင့်ခွာ၍သွားပြီးမှဒါဝရဖျားသည် အာပြန်ကိုခေါ်၍တင်ရှိသောအရကတောင်မြောက်အရှိအနောက်သို့ မျောကြည့်လောတင်မြင်သောမြေတွင် လုံးကိုတင်နှင့်တင်အမျိုးနွယ်အားငါသည်ကာလအစဉ်အမြဲပြီးမည်တင်အမျိုးနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင် သင်အမျိုးနွယ်ကိုရေကျွဲ့နိုင်ကြလိမ့်မည်။တင်ထ၍မြေကို အလျားအဖျင်၎င်း အနံအဖျင်၎င်းရှောက်သွားလော။တင်အားငါပေးမည်ဟုမိန်တော်မူ၏။တပန်းအာပြန်သည်တဲကိုပြောင်း၍ဟေပြုံမြို့မန်ရီတပိတ်တော်သို့ရောက်မှနေရာကျ၍ကာရဖျားအဖို့ရစ်ပလင်ကိုတီးလေ၏။ ခန်းကြီးဆက်လေးအငယ်1မှ7ထိုယောခာရှိနာမင်းကြီးအန်ရဖေလအေလတာမင်းကြီးအာရုအေလန်မင်းကြီးခေဒေါ်ရလောမာဂောအေမင်းကြီးတိတလာတို့သည်တောတို့မင်းကြီးဘေရဂေါမောရမင်းကြီးဘိရရှအာဒမာမင်းကြီးရှိနာစီပိုင်မင်းကြီးရှမဘာ ဘေလံမင်းကြီးတို့နှင့်စစ်တိုက်ကြ၏ဘေလံပြည်ကဇောရအမည်လဲရှိတည်းထိုပြည်ရှိသမျှတို့သည်တောတုံအိုင်ဖြစ်သောစိန်ဒိန်ချိုင်တွင် နီးစပ်လျက်ရှိကြ၏တဆယ့်နှစ်ပတ်လုံးခေဒောရလောမမင်းကြီးထံကြုံခံပြီးလျှင်တဆယ့်သုံးနှစ်မြောက်သောအခါပုံကံကြ၏တဆယ့်လေးနှစ်မြောက်လျှင်ခေဒောရလောမမင်းတီ မိမိဘက်ကနေသောမင်းကြီးတို့နှင့်တကွလာ၍အာရှတရုတ်ကာနီမြို့၌ရေဖိန်လူများကို၎င်း၊ဟာမမြို့၌ဇူးစိန်လူများကို၎င်း၊ကိရဇတ်တိန်ကျိုင်း၌အေးမိန်လူများကို၎င်း၊ဇီရတ်တောင်ပေါ်မှဟောရီလူများကို၎င်းလှုပ်ကြံ၍တောနာမှရှိသောအီလပါရံမြို့တိုင်အောင်လိုက်ကြ၏။တဖန်ပြန်လာ၍ကာဒီရှပြည် အမီရှပမြို့သို့ရောက်ပြီးလျှင်အာမလက်ပြည်ရှိသမျှကို၎င်းဟာဇတ်ဇုံတမာမြို့၌နေသော အာမောရိလူများကို၎င်းလှုပ်ကြံကြ၏ထိုအခါတောရုမင်းကြီးဂေါ်မောရမင်းကြီးအာဒမမင်းကြီးစေပိုင်မင်းကြီးဇောရဒီဟုသောဘေလာမင်းကြီးတို့သည်ခြိထွက်၍စိတ်တင်ကြိုက်၌စစ်ပြိုင်ကြ၏ထိုသောအေလံမင်းကြီး ကေဒောရလောမာဂောအီမင်းကြီးတိတလ ရှိနာမင်းကြီး အာရဖေလအေလတာမင်းကြီးအာရုဒီဟုသော မင်းကြီး၄ပါးနှင့်မင်းကြီး၅ပါးတို့သည်စစ်ပြိုင်ကြ၏စိတ်တင်ကြိုက်၌ရေညှိအကြည့်အချွဲနှင့်ပြည့်သော တွင်းများရှိ၏တောတို့မင်းကြီးဂေါမောရမင်းကြီးတို့သည် ပြေး၍ထိုတွင်းများ၌ကြလေ၏ ကျွင်းသောသူတို့သည်တောင်တို့ပြေးကြ၏အောင်သောမင်းတို့သည်တောတို့မြို့နှင့်ဂေါမောရမြို့၌ရှိသမျှသောဥစ္စာနှင့်မြို့ရိတ်ခါရှိသမျှတို့ကိုယူ၍တွားကြ၏တောတို့မြို့၌နေသော အာပြန်အကူသာလောတနှင့်သူ၏ဥစ္စာတို့ကိုလည်းတင်းယူ၍တွား၏အငယ်၃မှ၁၆ထိုဘေးမှလွတ်၍ပြေးသော သူတယောက်သည် ဟေဘဲလူအာဗျံနှင့် မိတ္တဟာယဖွဲ့တော်သူအေရှာကောလနှင့်အာနီရိုက်အကိုအာမောရီလူမန်ရီဤတပိတ်တော်နာမှနေသောအာဗျံထံသို့ရောက်၍တည်ရင်ကြားပြောလေ၏အာဗျံသည်မိမိအကိုသားကိုဖမ်းသွားကြောင်းကိုကြားလျင်မိမိအိမ်၌ဖွား၍တွင်တင်သောလူ338ယောက်တို့ကိုစီရင်၍ဒံမြို့တိုင်အောင်လိုက်လေ၏ ညအခါမိမိလူတို့ကို ခွဲ၍တိုက်စီသည်ဖြင့်လှုပ်ကြံပြီးလင်ဓမ္မတက်မြို့မြောက်ဖက်ဟောဘမြို့တိုင်အောင် လိုက်ပြန်လေ၏။ရန်သူတို့တိမ်သွာသောအုပ်စာရှိသည်မြကို၎င်းမိမိအကိုသားလောတနှင့်သူ၏အုပ်စာကို၎င်းမိမများနှင့်လူများကို၎င်းတဖန်ဆောင်ယူခဲ့လေ၏။အငယ်၁၉မှ၂၀ကေဒိုရာလောမာနှင့် ူဘက်ကနေသောမင်းကြီးတို့ကိုလှုပ်ကြံရာမှအာပြန်ပြန်လာသောအခါတောတို့မင်းကြီးသည်ခရီးဥချိုပြုခြင်းငါရှာဝေကျိုင်းတီးဟုသောမင်းကြီးကျိုင်းတို့ထွက်သွား၏အမြင့်ဆုံးသောဘုရားသခင်၏ယေပရဟိဖြစ်သော ရှာလီမင်းကြီးမေလခိစေတက်သည်လည်းမုန်နှင့်စပြည့်ကိုဆောင်ခဲ့ပြီးလျှင် ကောင်းကင်မြေကြီးရှင်အမြင့်ဆုံးသောဘုရားသခင်သည် အာပြန်အားကောင်းချီးပေးတော်မူပါစေတော်ဟုအာပြန်ကိုကောင်းချီးပေး၍တင်းဤရန်သူတို့ကိုတင်းဤလက်၌အနှံတော်မူသောမြေဆုံးသောဖျားသခင်လဲမင်္ဂလာရှိတော်မူစေတည်းဟုမွတ်ဆို၏အာပြန်ဒီလဲဥ္စာရှိသည်များတို့ကိုထူမင်းအားဆယ်ဖို့တဖို့လှူလေ၏အငယ်၂၁မှ၂၄တောတို့မင်းကြီးကလဲ လူတို့ကိုကျွန်ုပ်အားပြန်ပေးပါအဥ္စာတို့ကိုက ကိုတိုင်ယူပါလော့ဟု အာပြန်အားပြောဆိုလင် အာပြန်က မင်းကြီးဒီအာပြန်ကိုငါရတတ်စေပြီဟု ပြောเสียမရှိစေခြင်းငါလူလင်တို့သည်စားပြီးသောအရာကို၎င်းကျွန်ုပ်နှင့်အတူလိုက်လာသောသူအာနေယအေရှကောလမန်ရီတို့သည်မိမိတို့အဖို့ကိုယူစေခြင်းငါအခွင့်ပေးသည်ဖြင့် သူတို့ယူသောအဖို့ကို၎င်းထား၍မင်းကြီး၏ဥစ္စာ အချီတမြင်ဖြစ်စေ ခြေနှင်းကျိုးတပင်ဖြစ်စေတစုံတစ်ခုကိုမျှငာမယူဟု ကောင်းခင်မြည်ကြီးရှင်အမြင့်ဆုံးသောဘုရားသခင်သာဝရဘုရားရှေ့တော်၌ကျွန်ုပ်ဒီလက်ကိုခြီး၍အဋိဌံပြုပါသည်ဟုတောတော်မင်းကြီးအားပြောဆိုလေ၏ ကံကြီးစင်္ဂအငယ်တမ6ထို့နောက်မှဗျာဒိတော်အဖျင်သာဝရဖျားဤနှုတ်ကပတော်ဒီအာပြန်တို့ရောက်၍အချင်းအာပြန်မစိုးရင်နှင့်ငါသည်တင်းအကွယ်ကာဖြစ်တင်းအကျိုးသည်အလွန်ကြီးလာ၏ဟု မိန်တော်မူလျှင်အာပြန်ကအရှင်သာဝရဖျား အကျွန်ုပ်သည်သားမရှိဘဲတွားရပါ၏ဤဓမ္မတက်မြို့သားအေလျာစာသည်အကျွန်ုပ်၏အမွေခံဖြစ်ရပါ၏ တို့ဖြစ်၍အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟုလျှောက်ဆို၏တပံအာပြန်ကအကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မူပါ အကျွန်ုပ်၏အိမ်၌ဖွားတော်သူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟုလျှောက်ဆို၏တပံသရဖျား၏နှုတ်ကပတ်တော်ရောက်လာသည်ကားဤသူသည်တင်းအမွေခံမဖြစ်ရတင်းကိုယ်ကထွက်တော်သူသည်တင်းအမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင် အာပြံကိုပြင်သို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကိုမျှော်ရှိလောကျယ်များကို ရေတွက်နိုင်လင်ရေတွက်လောတင်းဤအမျိုးအနွယ်သည်ထိုတို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏အာပြံသည်သာရဖျားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောက်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏အငယ်ခုနှစ်မှ၁၆တဖန်ငါသည်ဤပြည်ကိုတင်းအမွေခံเสียရဖို့ တင်အားပေးလိုသောအခါခါလဒဲပြည်သားတို့နေသော ဥရမြို့မှတင့်ကိုထုတ်ဆောင်သောသာဝရဖျားဖြစ်သည်ဟုမိန်တော်မူလျှင်အရှင်သာဝရဖျားဤပြည်ကိုအကျွန်ုပ်အမွေခံရမည်ကိုအဘယ်သို့တိရပံအနီးဟု မေးလျှောက်လေ၏သာဝရဖျားကလည်း၃နှစ်အသက်ရှိသောနွားမတကောင်၃နှစ်အသက်ရှိသောစိတ်မတကောင်၃နှစ်အသက်ရှိသောတိုးထီးတကောင် ဂျိုးတကောင်ခိုးတငယ်တကောင်တို့ကိုငါဘူးယူလော့ဟုမိန်တော်မူသည့်အတိုင်ထိုတရိษံအပေါင်းတို့ကိုယူ၍တကောင်တကောင်ကိုထဲ့ဝက်စီခွဲပြီးလင် ခွဲသောအသားတို့ကိုတဖက်တစ်ချက်၌ထားလေ၏ငှက်ကောင်တို့ကိုမခွဲငှက်ရဲတို့သည်အပေကောင်တို့အပေါ်တို့ဆင်းလာသောအခါအာပြန်သည်နှင်လေ၏နေဝင်သောအခါအာပြန်သည်ကြီးသောအိတ်ချင်းဖြင့်အိတ်ပြော်လျက် ထူသောမောင်မိုင်းနှင့်တွေ့၍ထိတ်လန့်ခြင်းသို့ရောက်လေ၏ဒါဝရဖျားကလည်းသင်အမျိုးအနွယ်သည် သူတပန်းပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပန်းတို့၌ကြုံခံခြင်းနှိမ့်ဆက်ညှင်းဆဲခြင်းကို အနှစ်400ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော သူတို့ကိုစေခိုင်းသော လူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှ သူတို့သည်များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည် တင်ဒီဘိုးဘီတို့ထံသို့ညင်ဝတ်စွာတွားရလိမ့်မည်အသက်ကြီးရည်လျက်တင်းကြိုခြင်းကိုခံရလိမ့်မည်လူမျိုး40လွန်သောအခါသူတို့သည်ဤပြည်သို့ပြန်လာကြလိမ့်မည်အာမောရိအမျိုးသားတို့၏ဒုစရိုက်အဖြစ်သည်မစုံလင်သေးဟုအာပြန်အားမိန့်တော်မူ၏အငယ်18မှ27တပန်းနေဝင်၍မိုက်သောအခါခွဲထားသောအသားအလယ်၌ မိကိုထွက်သောမိဖူမိထွန်းလင်းသောမိခွက်သည်ထေရှားစွာလျှောက်သွားလေ၏ထိုနေ့၌သရဖျားသည်အာပြန်နှင့်ပရိညင်ပြုတော်မူလျက်အဂရုမြင့်မှဆ၍မြကြီးဒီဟုသောဥဖရမြစ်တိုင်အောင်ဤပြည်ကို၎င်းကေနီလူကေနစီလူအာရမောနီလူဟီတီလူဖေရစီလူယေဖိန်လူအာမောရီလူခာနနီလူ ဂိရကာရှိလူယေဘုတိလူတို့ကို၎င်းတင်းအမျိုးနွယ်အားငါအပ်ပေးပြီဟုမိန်တော်မူ၏